ဒီနေ့ဗီဒီယိုမှာတော့ဒီဒိတ်90 Global Version ဖုန်းတွေထဲမှာကင်မရာအကောင်းဆုံးဖုန်းလို့ပြောရမယ့်ဒီ Huawei ရဲ့ Pure 8D ဆိုတဲ့ဖုန်းကြောင်းကိုပြောကြည့်အောင်။နောက်ပြီးတော့ဒီဖုန်းကြောင်းကိုပြောနေရင်လည်းဒီ Huawei ဖုန်းတွေမှာရော Google Service ကိုကောင်းကောင်းမွန်မွန်တုံးလို့ရပြီလား။ဒါမှမဟုတ်ရင်ဘယ်လိုမျိုးအခြေအနေရှိသေးလဲဆိုတာကိုကျွန်တော်တခါတည်းပြောပြပေးမယ်။အဲ့တော့ကျွန်တော်တို့အတူတူဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင်။ Yangon Mobile Store တကယ်တော့ဒီ Huawei Pure 80 phone က flagship level phone တစ်လုံးနဲ့မှာပါတယ်ဒါပေမဲ့ဒီ phone ရဲ့ဈေးနှုန်းကဒီမြန်မာနိုင်ငံကို official ဝင်တဲ့အခြားဒီ Oppo တို့ Vivo တို့နဲ့ရှင်လိုက်မယ်ဆိုရင်ဥပမာ Oppo မှာဆိုရင်ဒီ Reno series တို့နောက်ပြီးတော့ Vivo မှာဆိုရင် V series တို့ဒီလိုမျိုး Apple Mirror phone တွေရဲ့ဈေးနှုန်းဝင်ကျင်မှာပဲရှိတယ်အခုကျွန်တော်လက်ထဲမှာခြင်ထားတဲ့ဒီ phone လေးကကြတော့ Value 5 version ဒီဖုန်းရဲ့ဈေးနှုန်းကကြတော့23,4900ဆိုတဲ့ဈေးနှုန်းဝင်ကျင်မှာရတယ်။အဲ့တော့ဈေးတန်းရကြည့်မယ်ဆိုရင်တော့ဒီဖုန်းလေးကနည်းနည်းလေးတန်တဲ့ထဲမှာတော့ပါတယ်။နောက်ပြီးတော့ခြားဘယ်ပိုင်းနေရောဒီဈေးတန်းဝင်ကျင်ကအခြားဖုန်းနေထက်ပိုပြီးတော့တာမဲ့အချက်တွေရှိလဲဆိုတာကိုစပြီးတော့ကြည့်လိုက်အောင်။တသချင်းကျွန်တော်ကဒီဖုန်းကိုကင်မရာအရန်ကောင်းတဲ့ဖုန်းလို့ပြောခဲ့တာဆိုတော့ကင်မရာဘိုင်းနေပဲစပြီးတော့ပြောလိုက်အောင်။ဒီဖုန်းရဲ့ကင်မရာဆက်ရက်ကဒီ30ဝင်ကျင်မှာဆိုရင်တော်တော်လေးမှထူးခြားတဲ့ထဲမှာပါတယ်။ သူရှိမှာကပေါ့နော်ကင်မရာနေနဲ့ main camera က15 megapixel ကိုမှဒူးကြတာကဒီ variable aperture ပါတဲ့အတွက်ကြောင့်ဒီ f1.4 ကနေပြီးတော့ f4 ထိကိုကိုကြိုက်သလိုချိန်ညှိပြီးရိုက်လို့ရတယ်။နောက်ထပ်ကင်မရာတုံးကတော့12 megapixel periscope tele sensor ပါတယ်။အဲဒီ periscope tele sensor က 5x လောက်ထိကို optical zoom ဆွဲရိုက်လို့ရတယ်။ဒီလိုမျိုးပေါ့နော်တိုင်းနဲ့ဆင်ဝင်ခြင်းမှာ periscope tele sensor ပါတာက global version phone နဲ့မှာဆိုရင်တော့ဒီ phone တစ်လုံးပဲရှိသေးတယ်။နောက်ဆုံးတစ်လုံးကကြတော့30 megapixel ultra wide အဲဒီဖုန်းမှာကစုစုပေါင်းကင်မရာ၃လုံးထိပါတယ်။အဲတော့ကျွန်တော်ဒီကင်မရာ၃လုံးနဲ့ဓာတ်ပုံတွေပါဆန်းရိုက်ကြည့်တော့သူ့ရဲ့ပုံထွက်အနေထားဘယ်လိုမျိုးရှိမလဲ။ဒီဖုန်းနဲ့ဓာတ်ပုံရရတဲ့ခံစားချက်ကတော်တော်လေးမှစိတ်ကျဉ်တာဖို့ကောင်းတယ်။အစစချင်းပေါ်ဒီဖုန်းရဲ့ဒီကာလာပိုင်းကနေတွားကြည့်လိုက်မယ်ဆိုရင်ဒီဖုန်းရဲ့ကင်မရာကနေထွက်တဲ့ကာလာပုံစံကကြတော့ HD ကနည်းနည်းလေးများတယ်။ contrast နည်းနည်းလေးများတဲ့ဘက်ကိုတွားတယ်။ပြောချင်တာကကြတော့ဒီဖုန်းနဲ့ဓာတ်ပုံရိုက်မယ်ဆိုရင်အပြင်အထက်စာရင်နည်းနည်းလေးပို့ဆိုမယ်နည်းနည်းလေးပို့တောက်မယ် ဒါပေမဲ့ဒီအခြားဖုန်းတွေလိုမျိုးအရင်ကြီးဆူဆူတောက်တောက်မဟုတ်တဲ့အတွက်ကြောင့်တဘာဝနဲ့လည်းနီးစက်တယ်။နောက်ပြီးတော့ဒီဖုန်းထဲမှာဆိုရင်ပို့ပြီးတော့လှတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ်။နောက်ပြီးတော့ဒီကင်မရာကထွက်တဲ့ color တုံးကကြတော့နည်းနည်းလေးမှ one ဖြစ်ပြီးတော့ဝါတဲ့ဘက်ကတော့နည်းနည်းလေးသွားတယ်။နောက်ပြီးတော့ဒီဖုန်းရဲ့ main camera နဲ့ဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ် ultra wide နဲ့ဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ် ဒီ data တွေကတိတိတတ်တာကွာခြားသွားတာမရှိဘူးဒီ ultrawide တက်ပုံနဲ့ရိုက်မယ်ဆိုရင်လည်းဒီ data တွေကကောင်းကောင်းမွန်မွန်ကျန်တယ်နောက်ပြီးတော့ဒီ color လေးတွေကလည်းကျွန်တော်ရှိမှပြောခဲ့လို့မျိုးနည်းနည်းစိုးစိုးတောက်တောက်လေးကိုမှအဝါရောင်ဘက်တန်းတဲ့ဘက်ကိုတော့တွားတယ်အဓိကဒီ phone ရဲ့ camera setup မှာဒီအသက်လို့ပြောရမှာကြတော့သူ့ရဲ့အပေါ်မှာပြောခဲ့တဲ့12 megapixel periscope tele sensor အဒီ tele sensor ကဒီ 5x လောက်ထိကို optical zoom ဆွဲရိုက်လို့ရတာဆိုတော့ကျွန်တော်ဒီ 5x လောက်ထိကိုဒီ optical zoom ဆွဲရိုက်တဲ့အနေအထားမှာ ဒီသေးတွေကအခြားဒီသေးတန်းဝင်းကျင်ပေါ့နော်30ဝင်းကျင်ကအခြားဖုန်းတွေနဲ့ရှင်းမယ်ဆိုရင်တော်တော်ကြီးမှအားသာတဲ့နေရာမှာပါတယ်ဒီသေးတွေကကောင်းကောင်းမွန်ကျန်တယ် color လေးတွေကလည်းဒီ main camera နဲ့ရိုက်တဲ့ color ပုံစံတိုင်းတပုံစံနဲ့နည်းနည်းကိုပေးတယ်နောက်ပြီးတော့ဒီ 10x တောက်ထိဆွဲလိုက်မယ်ဆိုရင်လည်းဒီသေးတွေကတော်တော်လေးကျန်နေတယ် ဒါပေမဲ့ဒီ 20h တို့ 30h တို့နောက်ပြီးတော့ဒီ 58h လောက်ထိဆွဲလိုက်မယ်ဆိုရင်တော့ဒီသေးတွေကတိတိတသားကြာသွားတာကိုကြုံရတယ်။ဒါကကြတော့ဒီသေးတန်းဝင်းကျင်ကအခြားသောဖုန်းတွေထက်ဆိုင်ရင်ဒီဖုန်းကဒီ zone range ပေါ့နော်ထပ်ဝေးဝေးဆွဲပြီးတော့ရိုက်တဲ့ပိုင်းမှာတိတိတသားကြီးကိုပို့ပြီးတော့အားတာနေတယ်။ဒါပေမဲ့ဒီဖုန်းရဲ့ကင်မရာဘိုင်းမှာကျွန်တော်တိတ်ပြီးတော့သဘောမကျတဲ့ချက်ကတော့ကျွန်တော်တို့ဒီ portrait ဓာတ်ပုံတွေရိုက်မယ်ဆိုရင်သူ့ရှိမှာပါတယ် variable အပါချာကိုကျွန်တော်တို့ဒီချိန်ပြီးတော့ရိုက်လို့မရဘူး။ portrait ရိုက်မယ်ဆိုရင်သူတို့တတ်မှတ်ထားတဲ့ ဒီပေါ့နော်အပါချာနဲ့ပဲကျွန်တော်တို့ရိုက်လို့ရတယ်။သူရဲ့ main camera မှာပါတဲ့ဒီ variable အပါချာကိုကျွန်တော်တို့ဒီအကောင်းဆုံးအသုံးချခြင်းကြတော့အဲသူရဲ့ setting ထဲမှာရှိတဲ့ဒီ mode တွေကိုဝင်ပြီးတော့ဒီမှာကျွန်တော်တို့ဒီအပါချာ mode ထဲမှာသွားရိုက်မယ်ဆိုရင်တော့တော်တော်လေးမှကောင်းပြီးတော့အပါချာကိုကြိုက်လို့ပေါ့နော် f1.4 ကနေ4လောက်ထိကိုကိုစိတ်ကြိုက်ချိန်ညှိပြီးတော့ရိုက်လို့ရတယ်။အဲ့တော့ဒီ phone နဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေကိုလည်းကျွန်တော်အခုပြပေးလိုက်မယ်။တော်တော်လေးမှကောင်းတယ်လို့ပြောရမယ်။တကယ်ဟုတ်မဟုတ်ဆိုတာတော့မိတ်ဆွေတို့တစ်ချက်လောက်ကြည့်ပြီးတော့ဆုံးဖြတ်ကြည့်ကြပါဦး။ ဘုံမှာပါတယ်ခုနကပြောတဲ့ဒီ periscope tele sensor ကကျွန်တော်ဒီဓာတ်ပုံရိုက်တဲ့နေရာမှာလည်းမဟုတ်ဘဲနဲ့ကျွန်တော်ဒီ zoom ဆွဲပြီးတော့ video ရိုက်တဲ့နေရာမှာလည်းတော်တော်လေးမှကောင်းတယ်လို့ပြောရမယ်။အဲဒါပေမဲ့ဒီ zoom ဆွဲပြီးတော့ video တွေပါရိုက်မယ်ဆိုရင်အတူကဒီပေါ့နော်5.5လောက်ကြာရင်ပုံမှန်ဆိုရင်ပေါ့နော်ကျွန်တော်ဒီ periscope tele sensor ကိုပြောင်းပေးရမှာ哦မပြောင်းပေးဘဲနဲ့ဒီ zoom ကိုဒီ6.8လောက်ကြီးဆွဲလိုက်မှာဒီ periscope tele sensor ပြောင်းသွားတဲ့တစ်ချက်ကိုတော့နည်းနည်းလေးသဘောမကျဘူး။ဒါကကြတော့ဒီ software ဘိုင်းနဲ့နည်းနည်းလေးပတ်သက်နေတာဆိုတော့ နောက်ထပ် software တွေကြာရင်ဒီ update လေးမှာဖြည့်ရှင်းပေးလိုက်မယ်ဆိုရင်ဒါလေးကတော်တော်လေးကောင်းရမယ်အထဲမှာပါတယ် selfie camera မှာတော့ဒီဖုန်းက30 megapixel selfie camera ကိုသုံးထားပေးတယ် selfie camera မှာကျတော့ဒီအခြားဖုန်းတွေနဲ့ရှင်လိုက်မယ်ဆိုရင်တိတ်ပြီးတော့ထူးချွန်ပြီးတော့ကောင်းနေတာမျိုးတော့မရှိဘူး ကာလာရီကကြတော့ခုနကပြောလိုပဲ1 3ဖြစ်ပြီးတော့နည်းနည်းလေး HCR များတဲ့ဘက်ကိုတော့ဆက်ပြီးတော့သွားတော့မယ်ဒါပေမဲ့ဒီ day ဘိုင်းဒီမှာကြာတော့ဒီပေါ့နော်အခြားသူစည်းတန်းဝင်ကျင်ကဒီ Vivo ဖုန်းတွေတို့ဒီ Oppo ဖုန်းတွေတို့ ਨੇ ရှင်လိုက်မယ်ဆိုရင် selfie camera ဘိုင်းမှာတော့ဒီကောင်ကနည်းနည်းလေးမှအားနည်းတယ်လို့တော့ပြောရမယ်။ဒါပေမဲ့ဒီ30ဝင်ကျင်အခြားဖုန်းတွေ ਨੇ ရှင်လိုက်မယ်ဆိုရင်သူရဲ့ selfie camera ကတော်တော်လေးကောင်းနေဆိုတဲ့အနေအထားမှာတော့ရှိတော့မယ်။ဒါကိုလည်းကျွန်တော် selfie ဓာတ်ပုံလေးအခုထပ်ပြီးတော့ရိုက်ပြပေးမယ်။မိတ်ဆွေတို့တစ်ချက်လောက်ကြည့်ကြပါဦး။ ော့ဒီဖုန်းရဲ့အဓိကအားသာချက်လို့ပြောရမယ်ကင်မရာအကြောင်းကိုလည်းပြောဖို့ရတယ်ဆိုတော့သူ့ရဲ့ဒီဇိုင်းဘိုင်းတွေကိုကျွန်တော်တို့ဆက်ပြီးတော့သွားလိုက်အောင်ဒီဇိုင်းဘိုင်းမှာကျတော့ဒီဖုန်းကသူ့ရဲ့အကူကြီးတွေလို့ပြောရမယ်ဒီ Poa 80 Pro တို့အဲ Ultra တို့ဒီဖုန်းတွေရဲ့ဒီကင်မရာဒီဇိုင်းပုံစံအတိုင်းကိုဒီဖုန်းမှာလည်းလုပ်ထားပေးတယ်အဲဒါပေမဲ့အဲဖုန်းတွေနဲ့ရှင်းလိုက်မယ်ဆိုရင်ကင်မရာဘိုင်းကတော့အရန်ကြီးကြီးရဲ့ထဲကိုတော့မတော်ဘူးနောက်ပြီးတော့ဒီ Jawback Chan ဒီဇိုင်းမှာကျတော့သူ့အကူကြီးတွေလို့ဒီ Glossy Glass Pack ကိုမသုံးပေးဘဲနဲ့ ဒီ map ပေါ့နော်ဒီလိုက်ရမထင်တဲ့ပုံစံလေးကိုသုံးမိထားတဲ့အချက်ကတော့ design map မှာတော်တော်လေးသဘောကျတဲ့ထဲမှာပါတယ်။နောက်ပြီးတော့သူ့ရဲ့ shape display ကိုလည်း flat သုံးမိထားတယ်။ jawback chain ကိုလည်း flat သုံးမိထားတယ်။ bevel ဘောင်တွေအကုန်လုံးကိုလည်း flat သုံးမိထားတယ်။အဲဒါပေမဲ့ဒီလိုမျိုး flat သုံးမိထားပေမဲ့အဲ bevel ဘောင်တွေကကြတော့ကျွန်တော်လက်ထဲမှာကင်မယ်ဆိုရင်တတောင်တတာဖြစ်အောင်နည်းနည်းလေးလုံးမိထားတော့ရှိတယ်။ design ဘိုင်းမှာတော့ဒီတစ်ချက်ကိုကြိုက်တယ်။နောက်ပြီးတော့ဒီ design ဘိုင်းမှာကျွန်တော်တော်တော်လေးသဘောကျတဲ့အချက်ကကြတော့ သူ့ရဲ့ဘေးပေါင်တွေကကျွန်တော်ဒီ glossy finish ကိုလုပ်ထားပြီးတယ်ဆိုပေမဲ့လက်ရမထင်တဲ့အချက်ကတော့တော်တော်လေးသဘောကျတယ်သူတို့ဘယ်လိုလုပ်ထားလဲတော့မသိဘူးဒါပေမဲ့ဘယ်လိုကိုင်ကိုင်ဒီဖုန်းကလုံးဝလက်ရမထင်ပဲနဲ့အဲဒီဖုန်းရဲ့ဒီဇိုင်းကဘယ်ချိန်ကြည့်ကြည့်တော်တော်လေးမှလှတယ်ဆိုတဲ့အနေထားမှာတော့ရှိတယ်။ဘေးကွာလတီပိုင်းမှာတော့ဒီဖုန်းကဒီ flagship ဖုန်းတစ်လုံးပြီးသားသွားပဲ။သူရှိမှာကဒီ aluminum ဘေးပေါင်နေနဲ့ကြောဘက်ချမ်းမှာကကြတော့ဒီ glass back ကိုတုံးထားပေးတယ်။ ။နောက်ပြီးတော့ဒီသုံးပေးထားတဲ့ glass ကကြတော့လေဒီ Huawei ရဲ့ဒီ flagship ဖုန်းတွေမှာပဲပါတဲ့ Qualcomm Glass 2ကိုဒီဖုန်းမှာတုံးထားပေးတယ်။အဲ့တော့တော်တော်လေးမှအကြမ်းခံတယ်လို့ပြောရမယ်။နောက်ပြီးတော့ဒီ IP68 69 dust and water resistant တွေလည်းဒီဖုန်းမှာပါတာဆိုတော့ဒီဖုန်းရဲ့ design နဲ့ base quality ဘိုင်းကဒီသိန်း30ကျော်ဝင်းကျင်မှာတော်တော်လေးကောင်းတယ်လို့တော့ပြောရမယ်။အော်ခဏလေးဒါနဲ့ကျွန်တော်ဒီဖုန်းရဲ့အလေးချိန်နဲ့အထူကိုပြောဖို့ကြံခဲ့တာဆိုတော့ ီဖုန်းရဲ့အလေးချိန်က211 gram နဲ့အထူးက8.2 mm ဆိုတော့ဒီဖုန်းကအရန်ပေါ့ပြီးတော့အရန်ပါတဲ့ဖုန်းတစ်လုံးတော့မဟုတ်ဘူးလက်ထဲမှာကိုင်လိုက်မယ်ဆိုရင်ဒီ solid ဖြစ်ဖြစ်နဲ့ဒီ base quality ကောင်းပြီးတော့နည်းနည်းလေးဘယ်လိုပြောရမလဲခက်လေးလေးနဲ့ကိုင်လိုကောင်းနေဆိုတဲ့ဖုန်းဘက်ကိုတော့သွားတယ်အရင်ပေါ့တဲ့ဖုန်းတွေမှာတော့မပါဘူးအဲ့တော့ဒီဖုန်းရဲ့ဒီကြောဘက်ခြမ်းတွေမှာဖြစ်တဲ့ဒီကင်မရာဘိုင်းနေဒီဇိုင်းဘိုင်းနေဘေးကွာလီတီဘိုင်းနေပြောဖို့ရဆိုတော့သူ့ရဲ့ရှေ့ဘက်ခြမ်းမှာရှိတဲ့ display box ကိုဆက်ပြီးတော့တွားလိုက်အောင် display ပိုင်းမှာတော့ဒီဖုန်းပါက6.6 inches HDPO OLED panel မှာ 120Hz ကိုလည်း support ပေးတယ်။နောက်ပြီးတော့ဒီ1440 PRAM dimming လည်းပါတယ်။ PRAM nits ကလည်း2600 nits တိရတယ်။နောက်ပြီးတော့ screen to body ratio ကလည်း90.3%လောက်တိရတာဆိုတော့ဒီ30 global version ဖုန်းတွေထဲမှာဒီဖုန်းလောက် display ကောင်းတဲ့ဖုန်းကတော့မိတ်ဆွေသွားရှာကြည့်ပေါ့နော်။ရဖို့ဆိုတော့တော်တော်လေးမှမလွယ်တဲ့နေရာမှာပါတယ်။ဒီဖုန်းရဲ့ display ကိုကျွန်တော်ကြည့်တဲ့နေရာမှာလည်း သူ့ရဲ့ဒီအပေါ်အောက်ဘေးဖက်ညာဘောင်းနေအကုန်လုံးကဆမတ်ထရီကဲကြပြီးတော့ညီညီလေးတွေနောက်ပြီးတော့သူ့ရဲ့ဘောင်းလေးတွေကလည်းပါပါလေးဆိုတော့တော်တော်လေးမှကြီးတို့ကောင်းပြီးတော့ကြည့်ရတာအရသာရှိတဲ့ display ထဲမှာတော့ဒီဖုန်းကပါတယ်ပြောရမယ်ဆိုရင်တော့ဒီဖုန်းရဲ့ display က flash တန်းဝင်တယ်လို့ပြောရမယ်အဲ့တော့ဒီဖုန်းရဲ့ display ဘိုင်းပြီးသွားပြီဆိုတော့ဒီဖုန်းရဲ့ဒီ speaker ဘိုင်းမှာဆိုရင်သူရှိမှာကဒီ stereo speaker သုံးထားပြီးတယ် stereo speaker တန်ထွက် quality ကတော့ဘာမှမပြောနေတာမလို့ဘူးအတန်ထွက်ကတော်တော်လေးကျယ်တယ် quality ကလည်းတော်တော်လေးကောင်းတယ် ဒါပေမဲ့ဒီဖုန်းမှာကကျွန်တော်နည်းနည်းလေးအားများတဲ့ချက်ကကြတော့သူရဲ့ haptic feedback သူရဲ့ haptic feedback ကကောင်းလားလို့မေးရင်တော့ကောင်းတယ်ဒါပေမဲ့ haptic feedback ကနည်းနည်းလေးပြော့တယ်လို့တော့ခံစားရတယ်ဒါလောက်ပဲပေါ့နော်ဒီ haptic feedback မှာကျွန်တော်အရင်ဆိုးွားနေတာမဟုတ်ဘူးအဲ့ချက်ကပဲကျွန်တော်တိတ်ပြီးတော့အားများတဲ့ချက်တွေမှာပါတာ performance ဘိုင်းမှာကျတော့ဒီဖုန်းမှာကတုံးထားပေးတာကဒီ Huawei ရဲ့ in-house SoC ဖြစ်တဲ့ Kirin 6010S ဆိုတဲ့ SoC ကိုတုံးထားပေးတယ် ဒီ SOC performance ကမိတ်ဆွေတို့မြင်အောင်ပြောရမယ်ဆိုရင်ဒီသိန်း၂၀ဝန်းကျင် global version phone တွေထဲမှာ၃မီတက်တဲ့ Snapdragon 7s Gen 3နဲ့ရှင်မယ်ဆိုရင်တော်တော်ကြီးမှကောင်းနေထဲမှာပါတယ်အတူရဲ့ performance ကကြတော့ဒီ Snapdragon 7 series ကဆိုရင် Snapdragon 7 Gen 3နဲ့7 Gen 4ကြားထဲမှာတော့ရှိတယ်။အဲ့တော့ဒီဖုန်းကဒီပေါ့နော် performance ဘိုင်းမှာဆိုရင် global version ဖုန်းတွေထဲမှာဆိုရင် performance တော်တော်လေးမှအဆင်ပြေပြီးတော့ all rounder တော်တော်လေးဖြစ်တယ်လို့တော့ပြောရမယ်။အဲ့တော့ဒီဖုန်းရဲ့ performance ကကြတော့ မီရိတ် upper mid range လောက် level မှာပဲရှိတယ်။ဒါကကြတော့ဒီဖုန်းမှမဟုတ်ဘူးနော်။သူ့ထက်ဈေးကြီးရဲ့သူ့ရဲ့အကိုကြီးပြောရမယ် Pure 18 Ultra တို့ Pure 18 Pro တို့ဒီဖုန်းတွေမှာတုံးထားပေးတယ်။ဒီ Kirin 920ကလည်းအဲ့လောက် performance ပဲဆိုတော့ဒါမှတော့သွားပြီးတော့အပြစ်ပြောလို့မရဘူး။ဒါမဲ့ဒီဖုန်းကနည်းနည်းလေးပိုကောင်းသွားတာကကြတော့သူ့ရဲ့ဈေးနှုန်း30ဝန်းကျင်မှာ Snapdragon 7 Gen 4နဲ့ performance တူတဲ့ SoC ကိုထည့်ပေးထားတာဆိုတော့ဒီဖုန်းက global version ဖုန်းတွေထဲမှာ price to performance ကောင်းနေဆိုတဲ့ဖုန်းတစ်လုံးထဲမှာတော့ပါသေးတယ်အဲ့တော့ဒီဖုန်းရဲ့ performance ဘာအောင်ပြောပွားရဆိုတော့ဒီဖုန်းမှာ Google တွေပါတုံးရတာကအဆင်ပြေလားအဲဒီပေါ်တော့ Huawei ရဲ့ Prova 80မှာဆိုတော့ဒီ EI 150နဲ့လာတယ် Google တွေပါတုံးဖို့ဆိုရင်တော့ကျွန်တော်ဒီ Poo Phone နဲ့မှာပေါ့နော်ဒီ Bedding ပါတယ်ဒီ App Gallery တွေကနေပြီးတော့ Gbox ကိုတော့တွားပြီးတော့ download ရတယ်ဒီ Gbox ထဲမှာတစ်စိမ်ကျွန်တော်ဒီ Play Store ကိုကျွန်တော်အပြင်မှာဆွဲထုတ်ပြီးတော့တုံးလို့ရတယ်နောက်ပြီးတော့ဒီအခြားဒီ YouTube တို့ဒီ Gmail တို့နောက်ပြီးတော့ဒီ Google Map တို့ ဒါတွေလိုချင်တယ်ဆိုရင်လည်း Play Store ကလည်းကိုကသွားပြီးတော့ down ချင်လဲ down လို့ရတယ်အဲ့ဒါမှမဟုတ်ဘူးဒီပေါ့နော် app gallery တွေကသွားထောင်းမယ်ဆိုရင်လည်းသူရဲ့ app gallery ထဲမှာသွားပြီးတော့ download လုပ်ရတယ်။နောက်ပြီးတော့ဒီ app gallery ထဲမှာကဒီမြန်မာနိုင်ငံမှာဒီအသုံးများတဲ့ဒီအခြား mobile banking software တွေကိုလည်းရှိပြီဆိုတော့သူရဲ့ app gallery ထဲမှာကျွန်တော်တို့အတွက်လိုအပ်တဲ့နောက်ပြီးတော့ဒီမှာအသုံးများတဲ့ application တွေတော်တော်များများကိုသူရှိမှာဆွဲလို့ရတာဆိုတော့ ဒီ Google စားပဲပိုင်းမှာဆိုရင်အရင်အတက်ဆိုင်ရင်တော့ဒီ Huawei ဖုန်းတွေမှာကကောင်းကောင်းမွန်မွန်အဆင်ပြေပြေတုံးလို့ရပြီလို့တော့ပြောရမယ်။ဘက်တရီပိုင်းမှာကျတော့ဒီဖုန်းမှာက9180 mAh မှာအပြန့်သွင်းမှုကို60 watt ကို support ပေးတယ်။နောက်ပြီးတော့ဒီ wireless charging ကလည်းဒီဖုန်းမှာ50 watt ကြီးကိုပါတယ်။နောက်ပြီးတော့ဒီ wireless လည်း charging ကလည်း7.5 watt ကြီးကိုပါတာဆိုတော့ဒီဖုန်းရဲ့ battery ပိုင်းနဲ့ charging speed ပိုင်းမှာကဒီ30ကျော်ဝန်းကျင်မှာဆိုရင်တော်တော်ကြီးမှအားသာတယ်လို့ပြောရမယ်။ နောက်ပြီးတော့ဒီဖုန်းကဘက်ထရီခံလားမေးရဆိုရင်သူရှိမှာပါတယ်ဒီ Huawei ရဲ့ဒီ EMU 50ကြောင့်ဒီအခြားပေါ့နော်ဒီဘက်ထရီ9000 mAh လောက်ပါတဲ့ဖုန်းတွေတက်ဆိုင်ဒီဖုန်းမှာကဘက်ထရီကတိတိတတ်တတ်ပို့ပြီးတော့ခံတယ်အရင်ကဒီ Huawei ဖုန်းတွေရဲ့ဒီဘက်ထရီ optimization ဘိုင်းကကောင်းလာဆိုတော့ အဲ့လိုမျိုးကောင်းတာကလည်းအခုလက်ရှိပေါ့နော်ဒီ Pure 80 series တွေကိုမှန်သေးတယ်လို့ပြောရမယ်။နောက်ဆုံးအနေနဲ့ဒီဖုန်းရဲ့ပေါ့နော်တခုသီးတော့လူတော်တော်များများလက်ညှိုးထိုးပြီးပြောကြမယ်။အားနဲ့ချက်တစ်ခုကိုပြောပြမယ်။ဒီဖုန်းမှာကဒီ fingerprint sensor က Android display fingerprint sensor ကိုမသုံးထားပေးပဲမနဲ့သူရှိမှာကဒီ power button မှာတစ်ခါတည်းတွဲပေးထားတဲ့ဒီဘယ်လိုခေါ်မလဲ။ side mounted fingerprint sensor သုံးထားပေးတယ်။ဒီ side mounted fingerprint sensor သုံးတော့ဒီဖုန်းကဒီ flagship ဖုန်းတစ်လုံးဆိုတဲ့ပုံစံမျိုးမပေါက်တော့ဘဲနဲ့အခြားပေါ့နော်။ ် mirroring ဖုန်းတစ်လုံးပေါ့နော်ဒါမှမဟုတ် mirroring ထက်နည်းတယ်ဆိုရဲဖုန်းတစ်လုံးလို့ပုံစံမျိုးတော့ဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ကကြတော့ဒီ intuitive fingerprint sensor ဟုတ်တာမဟုတ်တာတော့တိတ်ပြီးတော့အရေးမပါဘူးပုံမှန်ဒီ30ဝန်းကျင် global version ဖုန်းတွေထဲမှာ intuitive fingerprint sensor ထည့်မယ်ဆိုရင်လည်းရိုးတန်းတန်းဒီ optical တွေပဲရလိမ့်မယ်ရိုးတန်းတန်းဒီ intuitive optical တွေထက်စာရင်သူ့ရဲ့ side mounted fingerprint sensor က speed ဘိုင်းမှာတော့အများကြီးပုံမြန်တယ်ကျွန်တော်တို့ကတော့ bit d ပုံစံမျိုးပြီးတော့မဟုတ်ဘူး ဒါပေမဲ့ဒါလေးကတော့အားနည်းချက်ထဲမှာပါတယ်။နောက်ပြီးတော့ဒီပေါ့နော်ဒီ power button နဲ့ဆက်ဆက်ပြီးတော့ပြောရမှာကျတော့သူ့ရဲ့ power button ထားထားတဲ့ပုံစံကကျတော့အပေါ်လေးကိုနည်းနည်းလေးပိုရောက်တယ်။အဲ့တော့ကျွန်တော်တို့ပေါ့နော်ဒီ cloud တွေကိုနှိပ်တဲ့နေထားမှာပုံမှန်ဒီပေါ့နော် power button ကိုနှိပ်ရင်တော့အကြောင်းမဟုတ်ဘူးဆိုပေမဲ့ကျွန်တော်တို့ဒီ volume button ကိုနည်းနည်းတိုးချင်တာလို့ short ချင်တာလို့အဲ့လိုမျိုးကြရင်တော့လက်ကနည်းနည်းလေးအပေါ်လေးကိုရောက်တယ်ပေါ့နော်။ပုံမှန်ထက်နည်းနည်းလေးအောက်ချပေးလိုက်ရင်တော့ပို့ပြီးတော့ကောင်းရတဲ့ထဲမှာတော့ပါတယ်။ အဲဒါကကြတော့သူ့ရဲ့ဘယ်လိုပြောရမလဲဒီဖုန်းရဲ့အားနည်းချက်ပေါ့အဲ့တော့ကျွန်တော်အခုပြောခဲ့တဲ့အချက်နှစ်ချက်ကတော့ဒီဖုန်းရဲ့အားနည်းချက်ထဲမှာထည့်ထားလို့ရတယ်အဲ့တော့ဒီ Huawei ရဲ့ Pure 80က30000ကျော်ဝန်းကျင်မှာတကယ်တန်တဲ့ဖုန်းတစ်လုံးလားလို့မေးရင်တော့30000ကျော်ဝန်းကျင်မှာဆိုရင်ဒီဖုန်းက all-rounder တော်တော်လေးဖြစ်တဲ့ထဲမှာပါတယ်နောက်ပြီးတော့ဒီ30000နဲ့ဒီမတန်တဲ့ဒီအပိုင်းတွေကကြတော့ဘာလဲဆိုတော့သူ့ရဲ့ camera ဘိုင်းနဲ့ battery ဘိုင်းတွေမှာကြတော့ဒီ30000ဝန်းကျင်ထားဖုန်းတွေထက်စာရင်အများကြီးမှာပိုကောင်းတယ်ဆိုတဲ့အချက်ထဲမှာပါတယ် နောက်ပြီးတော့အဲ့ချက်ကိုဒီ display ဘိုင်းထဲမှာလည်းထည့်ပြီးတော့ထည့်ထားလို့ရတယ်။အဲ့တော့ဒီဖုန်းကဘယ်လိုမျိုးလူတွေအတွက်အဓိကဦးစားပေးပြီးတော့ဝယ်သင့်လဲဆိုတော့မိတ်ဆွေရ30ဝန်းကျင်မှာဒီ flash ရဲ့ပုံစံဖုန်းတစ်လုံးမျိုးကိုလည်းတုံးကျင်တယ်။နောက်ပြီးတော့ camera ဘိုင်းကလည်းတော်တော်လေးကောင်းအောင်မယ်။နောက်ပြီးတော့အခြားပေါ်တော့ flash ရဲ့ဒီ level ဒီ feature တွေလို့ပြောရမယ်ဒီ wireless charging တွေပါတာတို့အဲအဲ့လိုမျိုးအချက်တွေကိုတုံးကျင်နေဆိုရင်တော့ဒီ Huawei ရဲ့ Pure 80 Lite ကစဉ်းစားတင်တဲ့ထဲမှာပါလို့ပြောရနေမယ် မိတ်ဆွေဆိုရင်ဒီဟွာဝေးရဲ့ဖြူက ATM ဝဲမှာလားဘယ်ချက်တွေကိုသဘောကျလဲဘယ်ချက်တွေကိုသဘောမကျဘူးလဲဆိုတာကိုအောက်က comment section ထဲမှာရေးပေးသွားလို့ရလို့ပြောနေပဲအားလုံးကြည့်ကြည့်တဲ့ကျွန်တော်ခင်ဗျာ Yangon Mobile Store